အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါအောင်ကျွန်တော်ဒီတပတ်ကျွန်တော်ပြောမှဆိုတော့၈ချိန်ပဲရှိတာမှာသူကပြောမှဆိုတော့ break က၃လုံးက၁ချိန်၂လုံးက၁ချိန်၃လုံးက၁ချိန် break ၃လုံးပဲဆင်းနေတယ်လောလောဆယ်ကျွန်တော်ဒီ၆ချိန်ကြာတာမှာ break က၃လုံးပဲဆင်းပေးတယ်ဆိုတော့ဒီ channel ရဲ့ break တွေပေါ့နော် ဂျန်နဲ့ break တွေကကျွန်တော်ခုနှစ်လုံးတော့ဂျန်တယ်သူနှလုံးမဲ့ထပ်ဆင်းမလားဒါမှမဟုတ်တလုံးမဲ့အစ်စ်တလုံးမဲ့ထပ်ဆင်းနိုင်လားဒါကျွန်တော်တွေ့ကြည့်လို့ရအောင်နော်တလုံးအစ်စ်တလုံးကတော့ဆင်းမရရခိုင်လို့များအဲဆိုတော့မနေ့ပြန်တွေ့ကိုကျွန်တော် break တလုံးပဲအဓိကထားပြီးမှကြည့်မယ်ကစားမယ်တောက်ကြနေတွေ့ပေါ့နော်ပိန်နေတွေ့အဲဆိုတော့ကျွန်တော်တို့ဒီ ပရိတ်သလုံးလေးကိုအဓိကထားကြည့်မယ်ဆိုတော့ဒီတောက်ကြနေမှာလောလောဆယ်ကျွန်တော်တို့ဖြစ်ပေးနေတဲ့ပရိတ်လေးပေါ့နော်ဒီညနေပဲကျွန်တော်တို့ပုတ်တဟူးညနေ9 6တဲ့ site လေးနဲ့ကျွန်တော်တို့ဒါရိုးရှင်လေးပဲကြည့်ဆိုပထမ level မှာပေါ့နော်96ထွက်တယ်96ပုံမှာသူ့ပုံမှာနှစ်တုံညဆိုတဲ့အထောက်ဒုတိယ level မှာ6ဘူးဆိုတဲ့အထောက်ဆိုတော့ဒီ level မှာက6ဘူးရဲ့နှစ်တုံညရဲ့နှစ်ခုလုံးကလာပြီးမှထောက်နေတယ် အဲ့လိုထောက်လေးနေရှိပြီးတော့သူကတောက်ကြနေမှာလာဆင်းပေးတာဒီမှာ3ဖွန်ဆိုတဲ့3ညာပြိဒုတိယတပင်မှာ80နှစ်ဆိုတဲ့3ညာပြိ3ညာပြိအဲ့ဆိုတော့ကျွန်တော်ဒီတပင်မှာကဒီ6ခုလဲထောက်တယ်နှစ်3ညာလဲထောက်တာဖြစ်တဲ့အတွက်ဒီ3ညာပြိကတော့ကြာဝရရခိုင်တော့များတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ3ညာပြိကိုအဓိကမိန်ကစားမယ်ကျွန်တော်အပိန်နေအတွက်ပေါ့နော် ပြီးတော့ဒီ5 6ထွက်ပြီးရင် तू อ่ะထပ်ပြီးมาไล่ပြီးတာဗောနော်3 9ရယ်8 4ရယ်ဆိုတော့ဒီပြောမစနစ်ဘရိတ်ကတော့ไล่တယ်ဒါပေမဲ့နစ်ဘရိတ်ကိုကျွန်တော်တို့ကနစ်ဘရိတ်ကရခိုင်တော့ကကြောက်ဝဲရခိုင်တော့အရင်မပြတော့ဗောနော်ဘာလို့ဆိုတော့ဒီ6ချိန်က तू อ่ะ3ဝက်လောက်ပေါ့ဗောနော်3ချိန်လောက်မှာနစ်ဘရိတ်ကချထားပြီးတာဖြစ်တဲ့အတွက်နစ်ဘရိတ်ကိုကျွန်တော်မစဉ်းစားတော့ဘူးလားအဲ့ဆိုတော့ကျွန်တော်နစ်ဘရိတ်ကို မိတ်ဆွေတို့ကြိုက်ကြိုက်ရင်ကြိုက်တာဖြစ်ပြီပေါ့နော်အရင်နေနဲ့ကစားခြင်းကစားလို့ရတယ်ဒါပေမဲ့အရင်နေနဲ့ကစားတယ်ဆိုတော့3 9နဲ့8ဒီနှစ်ကွက်ကိုပဲကျွန်တော်အရင်နေနဲ့ကစားဘာဆိုတော့9 6ထွက်ပြီးရင် तू ကတောက်ကြနေမှာဆင်းပေးနေတာက3ခွန်ကျွန်တော်80နဲ့3ည rate ဆိုရဲဒီခဏကဆင်းပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်လက်ပြန် main break ပေါ့နော် main break က3ည break ဒါမိတ်ဆွေတို့ကြိုက်ွက်ရှိရင်တော့တင်ထိုး တုံးဖွဲ့ရင်၄၆ရက်နေ့ရှိရဲ့တုံးဝဲကိုကျွန်တော်မိတ်တယ်ကစားမှာပေါ့ကျွန်တော်နေ့တိုင်းနေ့တိုင်းထိုးဝဲမှာကကျွန်တော်တို့ဒီခွန်လေးထွက်တဲ့ site နဲ့ဆိုရင်ပေါ့နော်ကျွန်တော်တစ်ဆက်ပြန်ကြည့်မယ်ဆိုရင်ဒါတော်ရလေးအထောက်လာတယ်ပြောတစ်တုံးတုံးတစ်ခွန်ငါခွန်ငါပေါ့နော်ပြန်ကနန်းပြန်ကနန်းဒီမှာဆိုရင် nibre nibre အဲ့လိုဆင်ပြီးမှသူကခွန်လေးဆိုတဲ့ကနန်းတစ်ခွက်ကဆင်းတယ် ခွန်လေးစင်းပြရတဲ့သူက3ည4ဆိုတဲ့တစ်ခွက်လိုက်တယ်ဒီမှာ3ည4ဆိုတဲ့တစ်ခွက်လိုက်တယ်လေးဘရီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပထမတပင်းခွန်လေးထွက်တဲ့ပင်းရင်းနဲ့ပေးမယ်ဆိုရင်သူကလေးဘရီကပေးရမယ်ဒါပေမဲ့ကျွန်တော်လေးဘရီကိုနေလိုက်ထိုးခွက်မှာသာခဏန်းကိုမကစားဘူးပေါ့နော်ကျွန်တော်ရွေးခွက်ကိုပဲအဓိကကစားမယ်အဲဆိုတော့နေလိုက်ထိုးခွက်မှာကျွန်တော်တစ်3ရဲ့3ည4ရဲ့6ရဲ့ဒီ3ခွက်ကိုပဲအဓိကကစားမယ် ဒါပေမဲ့လေးပြိတ်အတိမ်းလိုက်တဲ့လူဆိုတော့ဒါခဏန်းအကုန်လုံးလက်ကစားလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီခွန်လေးပေါ့နော်ဗုဒ္ဓဘုန်းနေမနဲ့ခွန်လေးထွက်တာပါသူကဖဆင်းလဲဆိုတော့ကျွန်တော်တွေ့တဲ့ဆိုင်ပေါ့နော်လေးကိုရဲ့ခိုးကိုရဲ့ဒီနှစ်ခွက်ဆင်းတယ်ကျွန်တော်ဒီမှာပေါ့နော်ဗုဒ္ဓဘုန်းညနေ9 6ထွက်တဲ့ဆိုင်မှာဆိုရင်သူကဖဆင်းလဲဆိုတော့ခွန်ကိုခွန်ရဲ့လေးကိုရဲ့ဆင်းတယ်ကျွန်တော် ခွန်လေးထွက်တဲ့ဆိုင်နဲ့ဒီ၅၆ထွက်တဲ့ဆိုင်နဲ့မှာကျွန်တော်ခဏနှစ်ကွက်ပေါ့နော်ခဏနှစ်ကွက်ကလာတူနေကိုခွန်ရဲ့လေးကိုရဲ့ကျွန်တော်ခွန်လေးထွက်တဲ့ဆိုင်မှာလေးကိုရဲ့ခိုးကိုရဲ့ဆိုတော့ကျွန်တော်ဒီနှစ်ကွက်ကိုဒူးနေနဲ့ကစားမယ်ခုန်ခွန်နဲ့ကျွန်တော်လေးကိုလေးကိုဒီနှစ်ကွက်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်မနေ့ပြန်အဓိကလိုက်ရမှာတော့ main brake ၊သုံးည brake ပြီးတော့နေတိုင်းထိုးကွက်ကကျွန်တော်ဒီဟောင်းကွက်ပဲရှိမယ်ဘရိတ်တစ်လုံးနဲ့နေတိုင်းထိုးကွက်ဒီဟာလေးပဲကျွန်တော်တို့ရှိမယ်အဲဆိုတော့အမိတ်ဆိုရင်လည်းဘရိတ်လိုက်ရနော်၃ညဘရိတ်ကိုမိန်ကစားပါဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တို့ကပြောမယ်ဆိုတော့ဘရိတ်ကသူကဒီ6ချိန်မှာဘရိတ်က၃လုံးပဲပြေးသွားသူကနေဘရိတ်ရယ်တစ်ဘရိတ်ရယ်ကျွန်တော်၈ဘရိတ်ရယ်ဒီကျွန်တော်ဒီတပတ်စာပါနော်ယူဖရီကတ်မှာဆိုတော့ကျွန်တော်တစ်ဘရိတ်က သူ့အနေနဲ့ပဲပါပါဘောနော်ကျွန်တော် main break 3 break ခြံနေတယ်ပြီးတော့ကျွန်တော်ဒီမာမာကမှာဘောနော်မာမာကမှာဆိုတော့ကျွန်တော်မလည်းပြောတော့ break ကခြံနေရ main break နဲ့ two break အာ break လိုက်တဲ့လူတွေဆိုတော့ဒါနည်းနည်းပြောမယ်ဆိုတော့ဒီတောက်ကြံနေရောက်ပြီဘောနော်ဒီအခွေအခွေနဲ့ကျွန်တော်တို့ဒီမွေးကနေရတော့ဒါတော့လောလောဆယ်တော့ပြောစရာမလိုဘောနော်ဘာအခွေရလဲကျွန်တော်တို့အခွေက ခွန်9ဆိုပြီးမှ2ကြိမ်ဆင်ပေးသွားပြီကျွန်တော်မွေးကပ်မှာကခွန်4ရဲ့9 6ရဲ့ကျွန်တော် main ရော2ရောဒီတစ်ပတ်ကထွက်တယ်ပေါ့နော်အဲ့ဆိုတော့ဒီကျွန်တော်အဓိကမှန်ပါမှာတော့ဒီ main brain နဲ့ two brain ကတော့မနေ့ပြန်တရက်စောင့်ကြည့်ရမယ်ပေါ့နော်မနေ့ပြန်တရက်စောင့်ကြည့်ရမယ်အကယ်၍ပေါ့နော်မနေ့ပြန်တရက်စောင့်ကြည့်လို့ထွက်တည်ရှိတော့မထွက်တည်ရှိရပေါ့နော်ဒါကတော့ ပြောမယ်ဆိုတော့ဒါထွက်ခိုင်းရင်တော့ကျွန်တော်နောက်တစ်ပတ်ကိုပုံစံတစ်မျိုးနဲ့မထွက်ခိုင်းရင်ပုံစံတစ်မျိုးလဲကျွန်တော်မှန်ပါတယ်ကိုကျွန်တော်ဒီတန်လေးထပ်ပြီးမှပေးမယ်ပေါ့နော်ဒီတန်ထပ်ပြီးမှပေးမယ်ဆိုတာကကျွန်တော်ဘယ်လိုပေးမလဲဆိုတဲ့အခါကျတော့ကျွန်တော် site လေးတစ်ချက်ပြပြမယ်နော်ဒါမျိုးဒီကပြောကျင်တာကပြောမစုံတော့ဒါလာမဲ့ပတ်တော့ပေါ့နော်ကျွန်တော်ပြောမစုံတော့ဒါအဓိကမမ္မာခေါ်တာပေါ့နော်မိတ်ဆွေတို့မမ္မာခေါ်ရဆိုရင်ကျွန်တော်ပြောလို့ပေါ့နော် ဒီဘာရမလဲဆိုတော့ကျွန်တော်ပြောလို့လေးလုံးဝေရမယ်ပြိတ်တလုံးရမယ်မွေးကတ်ရမယ်ကျွန်တော်ပြောလို့မြန်မာငွေတထောင်ကျန်နေပါတော့ဒီလာမယ့်ပတ်တော့ကတော့ကျွန်တော်ဒါအဓိကအထပ်ပြီးမှပြပေးချင်တာကဒီမှာပါတော့ကျွန်တော်နေတိုင်းလေးကိုတည်တံပို့ပေးမယ်ဒါမိတ်ဆိုလို့ねကြိုင်ကစားပါတော့နေတိုင်းဆိုတာကကျွန်တော်ပတ်တီးလဲဖြစ်ဖြစ်မယ်ထိုးွက်လဲဖြစ်ဖြစ်မယ်ပါတော့ဒီမှာပါတော့ဒါကတော့ဒါပြီး ဒီပြီးရတဲ့တင်းင်းလာနေပေါ့နော်တင်းင်းလာနေရတာကျွန်တော်မမဓမ္မကိုကျွန်တော်ပို့ပေးတာပေါ့နော်သူကတော့ပတ်တိကစားလို့ဆိုပြီးမှပတ်တိတွေပါလေရရင်ပို့ပေးပါဆိုပြီးမှသူကကောင်းဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဓိကပို့ပေးတာသူကပတ်တိဆိုတော့တင်းင်းလာနေမှာဆိုရင်ကျွန်တော်ပတ်တိလုံးမိုင်ခွန်ပေါ့နော်ကဒီမှာ main quad ကကျွန်တော်ခွန်5ဆိုတာထွက်ပါတယ်ခွန်5မိအင်္ဂါနေ့မှာကျွန်တော်တို့ပတ်တီလုံးမိုင်ဆိုတော့9ဘူး ကိုးတလုံးပေါ့နော်သူကတော့မိတ်ကတော့မမိလိုက်ဘူးဒါပေမဲ့ကိုးဘူးကတော့သူမိပါတယ်အဗုဒ္ဓဘုန်းနဲ့မှာပေါ့နော်ဒီမှာပေါ့နော်နေကုန်ကြီးငငါခွန်မှာကျွန်တော်တို့ခွန်ငါခွန်လေးခွန်တုံးပေါ့နော်ထိုးဝက်ကတော့ကိုးဝက်ရှိတယ်သူကတော့ပြောမစမ်းတစ်ခွက်ကတော့မိွားခွန်လေးနဲ့ကျွန်တော်တို့ကျွန်တော်ပြောလို့အဓိကပေါ့နော်ဖတ်တီးရိတ်မတွေ့သေးလို့ကျွန်တော်ပြောလို့ဒီကိုးဝက်ကိုစားကြည့် ါမဲ့ဒီခွန်လေးကကျွန်တော်မွေးကပ်မှာလဲပါတာဗောနော်အဓိကပြောမဆိုမွေးကပ်မှာလဲပါတာဖြစ်တယ်လို့ဒါမွေးကပ်ပါကစားရင်တော့ပိုအဆင်ပြေတယ်အဲဆိုတော့လာမပတ်တော့ဗောနော်ကျွန်တော်ဒီလိုစဉ်းစားတာကျွန်တော်ပတ်တီကြိုက်တဲ့လူပတ်တီဗောနော်ကျွန်တော်တီးတန်းထပ်ပြီးမှပို့ပေးမယ်နေလိုက်ထိုးပဲဗောနော်နေလိုက်ထိုးပဲအဆင်ပြေနေလိုက်ထိုးပဲလေကျွန်တော်ပို့ပေးမှာဗောနော် အဲဆိုတော့လာမယ့်ဘတ်တော့ကျွန်တော်ပြောလို့လေးလုံးဝေးရဲ့ break ရဲ့မွေးကပ်ရဲ့အမှန်ပါဝင်ရင်ကျွန်တော်ဒီသုံးခုရမယ်ပေါ့နော်ကျွန်တော်ပြောလို့မြန်မာငွေ1000ချန်နဲ့ဖုန်းနံပါတ်ကတော့ကျွန်တော်ဒီမှာတင်ပေးထားနော် Viber နဲ့ Telegram ဆက်တွေ့ခြင်း0920 40 40နဲ့ဆက်တွေ့လို့ရပါတယ်အဲဆိုတော့အကြောင်းဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ကျွန်တော်လည်းပြန်ဒီကကစားရမှာက ဒီ main break main break ကိုကျွန်တော်အဓိကကစားရမယ်။၃ည break ရဲ့နေ့တိုင်းထိုးပွဲကဒီ၅ပွဲရှိမယ်။ဒီတစ်ပတ်မှာ frame size တွေကတကယ်တမ်းကျတော့မပေးဘူးမဟုတ်ပေးတယ်ဗောနော်ကျွန်တော်တို့ကပြောမယ်ဆိုရင်သူပေးရပေးတဲ့နေ့ကိုမပေးတာ။ဘာလို့လဲဆိုတော့ကျွန်တော်တနင်္လာနေ့မှာဆိုရင်ကျွန်တော် shift break က၉ဘူးအပူးနဲ့ကိုအပူးဆယ်ခွက်လည်းပါတယ်အပူးနဲ့လည်းပါတယ်အင်္ဂါနေ့မှာမှ၉ဘူးပေးတယ်။ ဟင်္ဂါနေ့မှာပေးတဲ့3954ခွန်ကဗုဒ္ဓဘုရားမှာခွန်လေးဆိုပြီးမှကြာသူက frame size တွေကမပေးဘူးတော့မဟုတ်ပေးတယ်အားကျန်စောတာနဲ့နောက်ကျတာဒီလိုလေးရှိရပါတော့သဘောတရားလေးအားဆိုတော့ကြောင့်ပြီးလေးရဒီလောက်ပါပဲเนาะ GP တွေရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်